ကိုဂျီမီလေးရှင်းပြပေးပါတဲ့ဂျီမီပါဆိုရင်နှစ်မျိုးရှိတယ် G3 လို့ခေါ်တဲ့ဘူဝပိုင်မျိုးမျိုးရှိတယ်ဘူဝပိုင်ရင်ဆိုတာကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကရံမဲ့မြင့်တဲ့ဟာမျိုးပေါ့နော်တချို့ဒီပဲခူးထဲမှာရောရန်ကုန်မှာတခြားမြို့နယ်တွေမှာရောဘူဝပိုင်နဲ့ထွက်တဲ့နေရာတွေအများကြီးရှိတယ်တကယ်ကိုမှခိုင်မုံအမြင့်ဆုံးနေရာတွေပေါ့အဲ့ဒီနေရာဆိုရင်ကျွန်တော်တို့တွေအာပြုံးမဲ့တတန်းတိုးစရာမလိုဘူးเนาะတတန်းတိုးစရာမလိုဘူးပြီးတော့တကယ်လို့မှ ဖယ်ခိုင်းလို့မရဘူးဒီနေရာတွေကပေါ့နော်တကယ်လို့မှဥမာပေါ့အကြောင်းတရားရှိလို့ဖယ်ခိုင်းမှဆိုတော့မှနေရာအစားကောင်းကောင်းပြန်ပေးရတယ်ဂရမ်မီကတော့ဖယ်ခိုင်းတာရှားပါတယ်အဓိကတော့ခိုင်ပါဖို့အမြင့်ဆုံးတယ်တတန်တိုးစရာမရှိမလိုတဲ့မြေမျိုးစားလို့ခေါ်တာပေါ့နော်ဒါတော့ G3 လို့ခေါ်တယ်ပုံစံ105တဲ့မှာပေါ့ G3 ဆိုတဲ့ဟာပါပီတာဘိုးအမြင့်ဆိုတော့ပါပီတာကျွန်တော်ဒီနေရာမှာလည်းအများကြီးရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ဘာမြင်လဲဆိုရင် G2 လို့ခေါ်တဲ့ဥယျာဉ်ချမ်းမြေဥယျာဉ်ချမ်းမြေထဲမှာနှစ်မျိုးရှိတယ်နော်ဘယ်လိုမျိုးလဲဆိုရင် လူနေထိုင်ခွင့်ရှိတဲ့ဥယျာဉ်ချန်ပီယံနဲ့လူနေထိုင်ခွင့်မရှိတဲ့ဥယျာဉ်ချန်ပီယံနှစ်မျိုးရှိတယ်။လူနေထိုင်ခွင့်မရှိတဲ့ဥယျာဉ်ချန်ပီယံဆိုတာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့မော်ဘီကမော်ဘီလမ်းတစ်လျှောက်ကိုသွားမယ်ဆိုရင်အဲ့ဒီမှာကြည့်လိုက်ရင်လေခွင်းလိုပုံစံတွေတွေ့ရလိမ့်မယ်။เนาะအဲ့လိုလေခွင်းလိုပုံစံတွေတွေ့ရလိမ့်မယ်။အဲ့ဒါတွေကြတော့ဘာလဲဆိုရင်လူနေထိုင်လို့မရတဲ့လူနေထိုင်ခွင့်မရှိတဲ့ဥယျာဉ်ချန်ပီယံလို့ခေါ်တယ်။အဲ့တော့တဲလောက်ပဲထိုးလို့ရမယ်။အခိုင်အမာကြီးတွေစောက်လို့မရဘူး။ဒါလိုမျိုးပေါ့။ဟိုတီးနေတီးပင်စားပင်တွေစိုက်မယ်။ဂျီတုနဲ့ထွက်တဲ့ဥယျာဉ်ချန်ပီယံပဲ။နောက် ဥယျာဉ်ချမ်းမြေတစ်ခုကတော့လူနေထိုင်လို့ရတဲ့ဥယျာဉ်ချမ်းမြေဂျီတူးလို့ပဲခေါ်တယ်အဲ့လိုဥယျာဉ်ချမ်းမြေကြတော့ဘလိုပုံစံမျိုးသွားလဲဆိုရင်ကျွန်တော်တို့ရက်ကွက်နဲ့နီးတဲ့နေရာမျိုးတွေနော်ရက်ကွက်တိုးချဲ့ရင်းတဲ့ခါကျတော့ဥယျာဉ်ချမ်းမြေကနေအခုဆိုရင်ရက်ကွက်ကြီးဖြစ်သွားတဲ့နေရာတွေအများကြီးရှိတယ်ခုကျွန်တော်တို့ဘက်မှာလည်းရှိတယ်ဒီမျိုးတွေအဲ့လိုမျိုးကြတော့ကျွန်တော်တို့တချို့ဆိုတော့ဘာလို့ရှိလဲဆိုတော့ဥမာပေါ့ဥဖြူမောင်ဖြူစသည်ဖြင့်သူ့ရဲ့ဧကကွက်ကြီးကနေတပိုင်းပိုင်းပိုင်းရောင်းပြီးတော့ပြောမယ်ဆိုရင်စာကြုပ်စာတန်းအဆက်ဆက်ဖြစ်သွားတာမျိုး ဟလာတော့ကြည့်မြေစင်းမှာတော့ကြည့်မယ်ဆိုတော့သူ့နာမည်ပဲထွက်လိမ့်မယ်ဥဖြူလားမောင်ဖြူလားစသည်ဖြင့်နာမည်ပဲထွက်လိမ့်မယ်ဒါပေမဲ့ပိုင်ဆိုင်မှုတေကြတယ်ခိုင်မာမှုရှိတယ်ပြီးတော့တချို့ဆိုရှိတယ်ငွေသွင်းပြေစာလို့ပြေစာလေးတွေရှိတယ်အဲ့ဒီမှာချို့ပိုင်ပိုင်ပိုင်ဝယ်ပြီးတဲ့အခါမှာသူတို့တွေအကွက်လိုက်နေရာမှာသူတို့ရဲ့နာမည်ပေါက်လေးတွေပြန်ဖောက်တဲ့အခါကျပြေစာလေးနဲ့သွားတာရှိတယ်အဲ့တော့အဲ့လိုနေရာမျိုးတွေဆိုရင်အခုကျွန်တော်တို့အကိုးမှာဆိုရင်တော့မဟာစီရီလို့ပိုင်းမျိုးဆိုရင်အဲ့ဒါဆိုရင်တချမ်းလုံးကဥယျင်ချမ်းမြေ ကနေပြီးတော့ရက်ွက်ကြီးဖြစ်သွားတဲ့ဟာမျိုးအဲ့တော့လူနေထိုင်ခွင့်ရတယ်အဆင်ပြေတယ်โอเคတယ်ခိုင်မာမှုနေနဲ့လည်းအဆင်ပြေတယ်ဆိုတော့နေလို့ရတယ်ဥယျာဉ်ချမ်းမြေလူနေထိုင်ခွင့်ရှိတဲ့ဥယျာဉ်ချမ်းမြေလို့ခေါ်တာပေါ့ရက်ွက်နဲ့နှီးွားတယ်အဲ့မှာတော့ရင်ကျွန်တော်ပြောမယ်ဆိုရင်အာဘုံကြောင်းတွေအစားပြီးဌာနဆိုင်ရာ sorry ဘုံကြောင်းတွေပြီးတော့နေရာတွေဖိဖိနဲ့ကျေပြန့်လာတဲ့ခါတဖိဖိနဲ့တိုး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 ချက်ပိုင်းပြဖြစ်သွားတာပေါ့အဲ့လိုပုံစံမျိုးတွေကတော့လူနေထိုင်ခွင့်ရှိတဲ့ဥယျာဉ်ချမ်းမြေလို့ခေါ်တယ် ဟုတ်ကဲ့မေးတဲ့ကိုလည်းကျေးဇူးတင်ပါတယ်သိကျင်တဲ့အကြောင်းမှရှိရင်ကျွန်တော်ရဲ့ comment မှာမေးသွားလို့ရတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကိုဆိုင်းပါ